ငဲကြည့်တဲ့ဘဝတွေခုရပိုင်တွင်သတင်းစိုးတစ်ခုကိုကြားရတယ်စစ်ကောင်စီရဲ့ဖမ်းဆီးထောင်ချတာကိုခံနေရတဲ့မောင်လုံးမွေးရဲ့ညီငယ်မိတ်ဆွေတယောက်ထောင်ထဲမှာချိန်နေမကောင်းဘူးတဲ့ဂရင်းကင်ဆာဖြစ်နေပြီးအဆုတ်ကလည်းမကောင်းတော့ဘူးတဲ့ဒီသတင်းကြားပြီးတဲ့နောက်မောင်လုံးမွေးမွန်းကြလာပြီးသပင်းရှည်ကြီးတွေလည်းမကြမကြချပြပါလေစေအားနာသိမ့်ပြီးတဲ့နောက်အဖေဆုံးနေညီမဖြစ်သူကအိမ်မပြန်နိုင်ဘူးအိမ်မှာသူ့အမေတယောက်တည်းသူကထောင်ထဲမှာကျမ်းပါရေးစိုးဝါနေတယ် မင်းအောင်လိုက်ဆုတ်ဖြဲပြလို့အပိုင်းပိုင်းဖြစ်သွားရတဲ့မိသားစုတွေထဲမှာသူ့မိသားစုလည်းပါသွားရှာတာပေါ့သူဟာလူငယ်ဘဝရဲ့လွတ်လပ်မှုကိုအထူးခုန်မိနေတငယ်ချင်းတွေပေါ်ခင်မင်းရင်းနှီးစွာဆက်ဆံပြီးအနုတားခံနေပျော်ပျော်နေတတ်တယ်ဒီလိုလူငယ်တယောက်ရဲ့ဘဝကိုအာနာသိန်းစစ်တပ်ကရရက်ဆက်ဆက်ဆုတ်ဖြဲပြလိုက်တယ်ဂီတနဲ့ကြပြားကိုယူသွတ်တဲ့သူနဲ့မောင်လူမွေးတီတာဆယ်စုနှစ်တခုတော့ရှိပါပြီငွေကြေးအတွက်မပူပင်ရပေမဲ့ သူဟာဘယ်တော့မှမော်မော်ကြွားကြွားမရှိခဲ့ပါဘူးဂီတာဒူရီယာပစ္စည်းတွေဝယ်တယ်တီးခတ်တယ်ကျောင်းအာစရိယဘူဇော်ဘွဲတွေမှာပွဲဖြစ်မြောင်ရေးကိုတက်တက်ကြွကြွလှုပ်ဆောင်နေကြပြားရေးတယ်တချင်းဆိုတယ်တပ်ပုံရိုက်တယ်စပိန်စီးတယ်စီးကရက်နဲ့လက်ဖက်ရည်ကြိုက်တယ်စာပေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတက်ကြွတယ်မိသားစုပေါ်မှာလည်းတောင်းဝန်ကြီးတယ်ဒီလိုလူငယ်တယောက်အခုထောင်ထဲမှာပိတ်လောင်ခံထားရပြီးဝေဒနာတွေနဲ့လူးလွန်နေရှာပေးလိမ့်မယ် မိသားစုတေခွဲရော ရှင်ခွဲရောကွဲခဲ့ရပြီ စီးပွားရေးပြိုလဲခဲ့ရပြီ ခုသူ့ကျမ်းမာရေးပြိုလဲခဲ့ပြီ အာနာသိန်းစစ်တပ်ဟာသူ့ကိုလုံလောက်တဲ့ဆေးကုသခွင့်ဘယ်လိုမှမပေးလောက်ဘူးဆိုတာကိုတော့မောင်လုံမွေးအပေါင်းဝင်အားလုံးကသိနေကြပါတယ်ဒါပေမဲ့မောင်လုံမွေးတို့ဟာသူနဲ့ပတ်သက်ပြီးကံတခုတည်းကိုအားကိုးပြီးညှော်လင့်ချက်ထားနေကြသေးတာကိုလည်းသတိထားမိပါတယ်မောင်လုံမွေးမိတ်ဆွေညီငယ်ဟာအသိဉာဏ်မဲ့တဲ့လူမိုက်တွေရဲ့နှိမ့်ဆက်ခြင်းကိုခံရရှာတယ်လူမြောက်နေမြေမှာ အသိဉာဏ်နဲ့တဲ့သူတွေကြောင့်မောင်လူမွေးလိုလဲစိတ်ပိုင်းဆိုင်ရာရုတ်တရက်ထိခိုက်ခံစားရတာမျိုးတွေတော်တော်များများကြုံကြရပါတယ်။ဒီလိုကြုံတွေ့ရတဲ့အခါတိုင်းမောင်လူမွေးဟာမိတ်ဆွေညီငယ်အကြောင်းကိုတွေးမိတတ်ပါတယ်။သူ့ထိခိုက်မှုနဲ့ဆိုင်ရင် မောင်လူမွေးတို့ရဲ့ထိခိုက်မှုကဘာဟုတ်သေးလို့လဲ။စစ်အာဏာရှင် ပြုတ်ကြရေးယုံကြည်ချက်နဲ့ပေးဆက်နေရတာချင်းတူပေမဲ့သူ့ပေးဆက်မှုနဲ့ဆိုင်ရင် မောင်လူမွေးတို့ပေးဆက်နေရတာကဘာဟုတ်သေးလို့လဲ။မောင်လူမွေးတို့မှာငဲ့ကြည့်တဲ့ဘဝများစွာရှိပါတယ်။ တို့တွေတဲကအချို့ဟာထောင်ထဲမှာအချီးအနှီးအချိန်ကုန်နေရတယ်လို့ခန်းစားကောင်းခန်းစားရနိုင်ပါတယ်။မောင်လူမွေးသားတို့ကိုစကားတခွန်ပြောခွင့်ရမယ်ဆိုရင်ဒီတော်လန်ရေးကြီးကို ခမားတို့တွေရဲ့ယုံကြည်ချက် အားနဲ့မောင်းနေနေတာပါလို့ပြောလိုက်ချင်ပါတယ်ခင်ဗျာ။မောင်လူမွေး